တရားပြဒနာကိုကင်တွင်အောင်ချင်းစီမှာသူနဲ့နီးကပ်လက်တွဲလုပ်ကင်ရတဲ့သူတယောက်ကိုပြောပြလာခဲ့တဲ့ရေချင်း ။ဒါကြောင့်လည်းမင်္ဂလာများ Blue Lion King ကနေပြီးတော့ပြန်လဲကြိုလိုက်ပါရင်ကျွန်တော်ရင်ကားတော်ချင်းနေမျိုးပြန်ရောက်ဖို့ကြိုးစားနေရကြပါပြီ။ဒါပေမဲ့ပွဲစဉ်တိုင်းပိုပြီးအားကောင်းလာတယ်လို့ခန်းစားရပါရင် Chelsea ဘောလုံးကလပ်အတွက်ကစားခွင့်ရတာနဲ့ပုံမှန်ကစားနေရတာကိုပျော်ရွှင်မိပါရင်ပွဲနောက်ွယ်ကလူတော်များကလည်းကျွန်တော်ကိုကူညီပေးနေကြပါရင်တို့ဘယ်သူတွေလဲဆိုတာတို့ကိုယ်တိုင်သိကြပါရင်ကလပ်မှာကျွန်တော်နီးကပ်တွဲလို့ရတဲ့သူတယောက်လည်းရှိပါရင်သူကကျွန်တော်ကိုကွင်းထဲမှာဆက်ရှိနေအောင်လှုံ့ဆော်ပေးတဲ့အဓိကအစီအပိုင်းတစ်ခုဖြစ်ခဲ့ပါရင်လို့ Racing ကပြောလာခဲ့ပါရင် Racing ရဲ့ပြောကြားချက်အရသူရဲ့ကစားမဘွားမှာရင်ဆိုင်နေရတဲ့စင်ကောင်မှုတွေရဲ့ ချဲစီအတွက်သူ့ရဲ့ဂရီကဝတ်နဲ့ဆေးအားတက်တန်မှုတွေကိုထင်ရှားစေပါရင်ဘရေဂျင်းရဲ့ပြောကြားချက်မှာသူ့ရဲ့စစ်တပ်ပိုင်းဆိုင်ရာခန်းစားချက်နဲ့ချဲစီတင်းအတွက်ပုံမှန်ကစားနိုင်ဖို့ကြိုးစားအားထုတ်နေမှုကိုဖော်ပြထားပါရင်ကျွန်တော်ရင်ကားလိုခြေနေမျိုးပြန်ရောက်ဖို့ကြိုးစားနေရကြပါပြီဆိုတဲ့စကားကသူ့ရဲ့တန်ရာပြဿနာတွေကြောင့်ပုံမှန်ကစားနိုင်မှုဆုံးရှုံးခဲ့ရတဲ့အချိန်ကာလတွေကိုညွှန်ပြီးအခုချိန်မှာသူ့ရဲ့ခြေစွမ်းပိုင်းပြန်လည်တည်ဆောက်နေမှုကိုပြသထားပါရင် ဒါပြင်ပွဲစဉ်တိုင်းပို့ပြီးတော့အားကောင်းလာတယ်လို့ခံစားရပါတယ်ဆိုတဲ့စကားကသူ့ရဲ့ယုံကြည်မှုနဲ့တိုးတက်လာတဲ့စွမ်းဆောင်ရည်ကိုထင်ရှားစေပါတယ်။ချင်းကချဲစီရဲ့အကယ်ဒမီကနေထွက်ပေါ်လာတဲ့အထူးကြောင့်ကစားမှအတူဖြစ်ပါတယ်။၂၀၁၉ခုနှစ်မှာ အသင်းရဲ့အဓိက full back ကစားမဖြစ်နေရာရလာခဲ့သူပါဒါပေမဲ့2021ခုနှစ်နောက်ပိုင်းမှာဒန်ယာပြဿနာတွေအကြောင်းသူ့ရဲ့ပုံမှန်ကစားနိုင်မှုထိခိုက်ခဲ့ပါတယ်ရေချင်းကသူ့ရဲ့ကစားမဘွားမှာဒန်ယာပြဿနာတွေနဲ့မကြာခဏရင်ဆိုင်ခဲ့ရပါတယ်အထူးသဖြင့်2021 23ရာသီတွေမှာဒူးတန်ယာပေါင်ဒန်ယာနဲ့ခြေချင်းဝင်းဒန်ယာတွေအကြောင်းပွဲစဉ်ပေါင်း90ကျော်ကိုလွှဲချော်ခဲ့ပါတယ်2021 23ရာသီမှာသူက Premier League ပွဲစဉ်16ပွဲသာကစားနိုင်ခဲ့ပြီး2023 24ရာသီမှာလည်းဒန်ယာပြဿနာတွေအကြောင်းပုံမှန်ကစားခွင့်မရခဲ့ပါဘူး ဒီအဒီမှာရင်ချင်းဟာအတင်းအတွက်ဒီငင်းစွာပေးဆက်ကစားနေပြီသူရဲ့ခြေစွမ်းပိုင်းကိုတဖြည်းဖြည်းနဲ့ပြန်လည်တည်ဆောင်းနေပါတယ်သူရဲ့ပြောကြားချက်မှာပွဲစဉ်တိုင်းပို့ပြီးအားကောင်းလာတယ်လို့ခံစားရပါတယ်ဆိုတဲ့စကားဟာသူရဲ့ယုံကြည်မှုနဲ့ရုပ်ပိုင်းဆိုင်ရာတွေ့တက်မှုကိုပြသထားပါတယ်ဒါအခြေစီအတင်းအတွက်လူသဘောဆောင်တဲ့လက္ခဏာတစ်ခုဖြစ်ပြီးဂျင်းရဲ့ပုံမှန်ပါဝင်မှုဟာအတင်းရဲ့ခံစင်းတဲ့တိုင်းစစ်ပိုင်းကိုမျှတစွာမြင့်တင်ပေးနေပါပါဂျင်းရဲ့ပြန်လည်ထွက်ပေါ်လာမှုမှာ ကွင်းနောက်ကွယ်ကပံမိုးမှုတွေကအထူးကခက်ခဲတာကနေပါဝင်ခဲ့ပါတယ်။သူ့ရဲ့ပြောကြားချက်မှာကွင်းနောက်ကွယ်ကလူတော်များကကျွန်တော်ကိုကူညီပေးနေကြပါတယ်ဆိုတဲ့စကားဟာသူ့ရဲ့ဆေးဘက်ဆိုင်ရာအဖွဲ့ Psychological Pass နဲ့ကျန်းခိုင်ရေးနည်းပြတွေရဲ့ပံမိုးမှုကိုရည်ညွှန်းပါတယ်။ Chelsea ရဲ့ဆေးဘက်ဆိုင်ရာအဖွဲ့ဟာဂျင်းရဲ့ဒဏ်ရာပြဿနာကိုကာကွယ်ဖို့အထူးစီစဉ်နေချမှတ်ထားပြီးသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုပုံမှန်အားကောင်းလာအောင်လှုပ်ဆောင်ပေးနေပါတယ်။ဒါပြင်ဂျင်းကအနီးကပ်လက်တွဲရတဲ့သူတယောက်ရှိရလို့ဖော်ပြထားပြီးဒီလိုဟာသူ့ရဲ့ကစားမဘွားမှာအထူးကခက်ခဲတာကနေပါဝင်နေတယ်လို့ဆိုပါတယ်။ ဒီလိုဟာချင်းစင်းရဲ့နီးပြတဲ့အန်ဆိုမာရက်စ်ကဒါမှမဟုတ်သူနဲ့နီးကက်စွာလုံဆောင်တဲ့ချန်ခိုင်မှုနီးပြတူဖြစ်လာပါတယ်။ဒီဘဘမှုတွေကချင်းရဲ့ဒဏ်ရာပဒနာတွေကိုကြောပြပြီးပုံမှန်ကစားနိုင်ဖို့ထောက်ကူဖြစ်စေခဲ့ပါတယ်။ ။အောက်ကြီးအောင်ဘောလုံးထိမ့်သိမ့်မှုဘောကွန်တော်တီးကြတဲ့ဘောလုံးပို့ဆောင်မှုပန်စင်နဲ့တူးချင်းကြော်ပြနိုင်စွမ်းဒရီဘယ်တို့မှထူးချွန်ပါရင်သူရဲ့အကြီးကအားသာချက်တွေကတခုကတော့တိုင်းစစ်ပိုင်းပါဝင်နိုင်မှုပါ။ဒါပြင်ခံစင်ပိုင်းမှာလည်းကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုပြသနိုင်စွမ်းရှိပါရင်ဂျင်းအားတူးချင်းရင်ဆိုင်မှု1 pass 1 defend နဲ့မှအားကောင်းပြီးပြမြတပွဲကိုတန်ကဲနင်းသမ5ကြိမ်နဲ့ဘောလုံးဖြက်ယူမှု intersection 2.8ကြိမ်လောက်ဒီလုံဆောင်နေပါတယ်။ဒီစွမ်းရည်တွေကသူ့ကိုကမ္ဘာအဆင့် fullback ကစားမှဖြစ်လာစေခဲ့တာပါ။ ရေချင်းအောင်အသက်25နှစ်သာရှိနေပြီသူရဲ့ကစားမပွားမှာအကောင်းဆုံးချိန်ကာလကိုရောက်ရှိဖို့အတွက်အလားအလာရှိပါတယ်။ဒဏ်ရာပဒနာတွေကိုကျော်ဖြတ်နိုင်မယ်ဆိုရင်သူဟာချဲစီရဲ့အဓိကကစားမအတူဖြင့်ဆက်လက်ထွန်းတာလာမှာပါ။ညီကိုတို့ကရောအုပ်ကြီးကိုဘယ်လိုမြင်ကြလဲ။ဒဏ်ရာပဒနာတွေကိုသူတကယ်ရောတင်းချာချာကင်တွယ်နိုင်ပြီလို့ထင်လား။ပြောပြသွားခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ။